ပထမဆုံးတင်ခဲ့စာရဲ့ executive တဲ့ကျွန်တော်ဒီ channel customization ပိုင်းရဲ့ channel ပိုင်းလေးတွေကိုမရှင်းဘူးဆင်းရပြီးသားမယ်ပြီးတော့ကျွန်တော် YouTube series ပိုင်းလေးတွေကိုမရှင်းဘူးဆင်းရပြီးသားမယ်ပေါ့နော် okay okay တော့ကျွန်တော်ဒီအချိန်ဝင်မှာဆိုရင်ကျွန်တော်ဒီ logo ရဲ့ကျွန်တော်ရဲ့ဒီ channel banner ရဲ့ကျွန်တော်ရဲ့ channel background ပေါ့နော်အဲ့ဒါကိုကျွန်တော်ထည့်ခဲ့ပြီးနောက်တစ်ခုကျွန်တော်ထည့်ရမှာထည့်ဖို့တိုင်းနေရတော့ဒီ video ဝါတာမယ်ပေါ့နော်ဒီ video ဝါတာမယ်ကဘာလို့ထည့်ရလဲဆိုတော့ကျွန်တော်အခုမှလည်းမရှင်းဘူးပြပြီးသားမယ် okay ကျွန်တော်ဒါရောကျွန်တော်ပြလိုက်မယ်ပေးလိုက်မယ်ဗျာ okay ကျွန်တော်ဒါလည်းပေးလိုက်မယ်ပြီးတော့ကျွန်တော်အဒီ water map server လဲဆိုတာကျွန်တော်ရဲ့ youtube channel မှာကျွန်တော်ပြပေးမယ်အဲ့ဒါဘာလို့ထည့်ရလဲဆိုရင်အဲကျွန်တော်ဒါကိုပြောတာပေါ့နော်ကျွန်တော်တမ်းပေးလိုက်မယ်ဒီမှာဒီဒါလေးကိုပြောတာပေါ့နော်ဒါလေးကိုနှိမ့်လိုက်တဲ့ခါမှာကျွန်တော်ဒီမှာ subscribe ဆိုတာလေးပေါ်တယ်ပေါ့နော်သူကဒီဒီမြန်မာ blogger တွေရောနိုင်ငံခြားနာမည်ကြီး blogger တွေရော အာအကြံပေးတာတော့ဒီနောက်မှာ subscribe ဆိုတာပဲထည့်ရမယ်ထည့်ရမယ်ဘောနော်အဲ့ဒါမှပဲကျွန်မဆိုရဲဒီ subscribe ကိုတိုးလာတိုးလာတိုးလာနိုင်တယ်ဘောနော်တိုးလာနိုင်ခြင်းနဲ့အရာတစ်ခုဖြစ်တယ်ဘောနော်အဲ့တော့ဒီမှာ subscribe ဆော်လေးထည့်ရမယ်ဒါလေးဘယ်လိုထည့်ရမလဲဆိုတာပြပြမယ်နောက်ပြီးတော့အခြားသူတွေကြာကိုရဲ့ logo လေးထည့်တယ်ဘောနော်ကိုယ့်ရဲ့ logo လေးလည်းထည့်အောင်ပြီးတော့ကိုယ်ကဖန်တီးထားတဲ့ဒီ subscribe button လေးဆိုတာလေးတော့ထည့်ကြရမယ်ဘောနော် okay အဲ့တော့ဘယ်လိုထည့်လို့ရလဲမဆိုရမဖန်တီးတဲ့ဘူးဘယ်လိုထည့်လို့ရလဲဆိုရင်ကျွန်တော်ဒီမှာဒီ browser နေမှာ google နေမှာရိုက်ချလိုက်ပါစားမလဲဆိုရင်ကျွန်တော်ဒီမှာ subscribe ဘောနော် s u b s c r i b e button b u t t o n button span ဆိုပြီးတော့ရန်ရှောင်းလိုက်ပါတော့နောက်ကနေ png ထည့်ပါတော့ png ရဲ့သဘောတရားနောက်က background မပါဘူးပေါ့နော် okay အဲ့တော့နောက်က background မပါတဲ့အားမျိုးကိုလိုချင်ဖြစ်တဲ့အတွက်ကြော်ဒီမှာ subscribe button ပဲဆိုပြီးတော့ message ရိုက်ရှာလိုက်ပါတော့ okay ဆိုရင်ကြော်ဒီမှာကြာလိုက်ပါတော့ subscribe button လေးတွေသူက၄လောက်ပုံစံဖြစ်တဲ့အတွက်ကြော်ဒီမှာဒီရလျာ student student ပုံစံဝါကြီးလုံးလုံးများမလို့တောင်းတဲ့ account ပုံစံမျိုးလုံးလုံးများအောင်ဒီမှာ၄လောက်ပုံစံလေးဒီလိုပုံစံလေးကိုကြည့်ရမယ်ပါတော့အဲ့ဒါမှပဲ message ကိုဒီကြော်ထည့်လိုက်တဲ့အခါမှာဒီ youtube ရဲ့ဒီသူရဲ့ site နဲ့ facebook မှာပါတော့အဲ့ site ကသူကဘယ်လိုပေးထားလဲဆိုရင်ဒီမှာ ဒီမှာ150 and 150ကို၄000ပုံပေါ့နော်အဲ့လို၄000ပုံလာပဲကျော်ထည့်လို့ရမှာကျော်ဒီအရှေ့လိုက်ကြည့်ထည့်လို့မရဘူးတကယ်တော့ကျွန်တော်၄000ပုံလေးကိုလိုက်စားပဲဒီခါမှာဒါဆိုရင်၄000ပုံဖြစ်တယ်ပေါ့နော်โอเคဒါဆိုလည်း၄000ပုံဖြစ်တယ်โอเคအဲ့တော့ကျွန်တော်ဒါလေးကိုရွေးလိုက်မယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော်ရှေ့လိုက်မယ်ဆက်ပြီးတော့ကျွန်တော်ဒီမှာ upload ဆိုတာကျွန်တော်နှိပ်လိုက်မယ်ပေါ့နော် upload နေပြီးတော့ကျွန်တော်ဆလာတောင်းရလေးကိုကျွန်တော်ထည့်လိုက်မယ်ဟေ့တော့လိုချင်တဲ့โอเคအဲ့ဒါဆိုရပြီကျွန်တော်လိုချင်တဲ့ပုံစံလေးတောင်ရပြီ အဲအဲဆိုရင်ကျွန်တော်ဒါလေးကိုကျွန်တော် public လောက်ထားလိုက်မယ်ဗောနော်ကျွန်တော်အခုတင်ပြနေရတော့ကျွန်တော် channel မှာကျွန်တော် video မတင်ခင်တော့ PC ထားတင်တာတွေကိုအရင်ပြင်ဆင်တဲ့အပိုင်းတွေကိုကျွန်တော်ပြပြပြီးတော့ပြပြပြောပြပေးနေရဗောနော်တကယ်တော့ကျွန်တော်ဒီ brand new အပိုင်းကို brand new အပိုင်းမှာကျွန်တော်ပြီးသွားပြီနောက်တစ်ခုကျွန်တော်ဒီ visit info visit info ဆိုတာဗာလဲဆိုရင် visit info မှာ message ဗိုင်းလို့လို့ရလိမ့်ဆိုရင်တို့ရဲ့နာမည်ကို youtube youtube ရဲ့ name ကိုပြန်ပြောင်းလို့ရတယ်ဗောနော်အဲ့တော့ကျွန်တော် MG gaming ကိုကျွန်တော်ပြောင်းလိုက်မယ် ကြီးရပဲကြီး okay game လို့ကျွန်တော်ပြောလိုက်မယ်ပေါ့နော် decrease မှာဘာထည့်ရမလဲဆိုရင်ကိုယ့်ရဲ့ကိုယ့်ရဲ့ biography ကိုယ့်ရဲ့အကြောင်းအရာတွေထည့်လို့ရတယ်တော့မြို့ကိုယ့် channel ရဲ့အကြောင်းအရာတွေထည့်လို့ရတယ်ပေါ့နော်အဲ့တော့သူများတွေဘယ်လိုထည့်လဲဆိုတော့ပြောပြမယ်ကျွန်တော်ကတော့ဂူလောလောဆယ်ကျောရဲ့ဒီကျောရဲ့မြန်မာအဝါနဲ့ပတ်သက်တာတွေပဲကျွန်တော်တင်ပြနေရဖြစ်တဲ့အတွက်ကျောဒီမှာ I've been you from Myanmar ဒီကုဆိုတော့ကျွန်တော်ထည့်ထားရပေါ့နော် okay အဲ့ဒါကတော့ကျွန်တော်ကျွန်တော်ရဲ့အကြောင်းလေးကိုရေးထားရနောက်ပြီးတော့ကျွန်တော် channel မှာဘာထည့်ထားလဲဘာတင်မလဲဆိုတော့ကျွန်တော်ရေးထားရပေါ့နော် okay အဲ့တော့ကျွန်တော်အခြား user တယောက်ကနေကျွန်တော်အခြား user တယောက်နေကျွန်တော်ပြပြမယ်အဲ့တော့ဇော်လင်းနိုင် okay ဒီတော့ကျွန်တော်ပြပြမယ် အဲသူရဲ့ channel မှာဆိုရင်ကျွန်တော်သူ့ရဲ့ vlog ကိုကြည့်လိုက်ပါမယ်နော်ဒီမှာအလုံးမဲ့မင်္ဂလာပါကျွန်တော်ဒီ channel လောက်ကျေးဇူးတင်ပါတယ်ဆိုတော့ message လို့ဒီမှာဒါလေးကိုထည့်လို့ရပါတော့သူလုတ်ပြီးနေအကြောင်းရင်းဒီ channel မှာဗိုင်းတင်ပေးထားတဲ့အကြောင်းအရာလေးကိုသူကရေးပေးထားတာပေါ့နော် okay အဲ့လိုစာလေးကို message ကိုရေးရမယ်အဲ့တော့ကျွန်တော်ဒီ customization နေရာမှာကျွန်တော်သူ့စာလေးပဲကျွန်တော်နမူနာလေးနဲ့ကူးချလိုက်မယ်ပေါ့နော်အဲ့ကျွန်တော်ကူးတာပါမလားဟေး copy ကော်ပီဆိုပြီးတော့ကျွန်တော်ပို့လိုက်မယ်။ Okay ပို့လိုက်ကော်ပီပို့သားပြီပေါ့နော်။ Okay အဲ့ဒါဆိုရင်ကျော်ဒီမှာ description မှာ message ဘယ်လိုရေးရမလဲဆိုတော့ message တော့ပေါက်သွားပြီ။ကိုယ့်ရဲ့အကြောင်းအရာရေးလို့ရတယ်။ကိုယ့်ရဲ့ channel မှာအာကိုကဘာလေးလုပ်ပေးသွားမလဲဆိုတာ message ဒီထဲမှာရေးလို့ရတယ်ပေါ့နော်။ဒီအလုံးကြီးတစ်ထောင်အထိရေးလို့ရတယ်။ Okay အဲ့ဒါရေးပြီးသွားပြီဆိုရင်ကျွန်တော်နောက်တစ်ခုဘာလေးလုပ်လို့ရလဲဆိုရင်ကိုယ့်ရဲ့ social media link တွေပေါ့နော်။အားရရဘယ်လိုထည့်လဲဆိုရင် ဆိုတော့မစ္စရဲ့အခြားပြကိုယူစားအခုရဲ့ YouTube link ကိုပေးခြင်းလဲဆိုရင်ဒီဒီ link ကို copy ကုပြီးတော့မစ္စရပေးလို့ရတယ်ဗောနော်ဒီနောက်တစ်ခုကကြာမစ္စရ subscriber 100ပြည့်ပါပဲကိုပါ YouTube user name ပေးလို့ရတယ်ဗောနော်အဲ့ဒါကိုကျွန်တော်တို့နောက်တင်ငန်းစာကြီးကြာမစ္စရပေးပြပြီးတော့မယ် okay အဲ့တော့ business form မှာဘာဘာလုပ်လို့ရလဲဆိုရင်ကျွန်တော်ဒီမှာကျောင်းရဲ့ channel နာမည်ကိုပြောင်းလို့ရရဲ့နောက်ပြီးတော့ကျောင်းရဲ့ channel ရဲ့ user description မှာဒီမှာပြင်လို့ရရဲ့ဗောနော်ဒီရေးလို့ရရဲ့အဲ့တော့ရေးပြီးသွားပြီနောက်တစ်ခုကျောင်းတော်ဒီမှာ app link ပေါ့နော် lm to say you are want to say you are ရဝင် you are view ပါဗောနော်ကျောင်းရဲ့ view တွေကိုခြားကျောင်းရဲ့ facebook page တို့နောက်ပြီး instagram တို့ blog ာဘလော့ဝက်ဆိုက်လေးတို့ဒါမျိုးထည့်ကြတယ်ဆိုရင်ဒီကနေထည့်တာထည့်တဲ့အခါဘယ်လိုပေါ်လဲဆိုတာကျွန်တော်ပြပေးမယ်။ Okay ဇော်လေးနိုင်မှာဆိုရင်ကျွန်တော်သူဘာထည့်တာလဲဆိုရင်ဒီမှာ list ဆိုတာထည့်ထားတယ်။ Instagram နဲ့လည်းသူကချိန်ထားတယ်။နောက် Facebook Twitter ဆိုပြီးတော့ဒီသုံးခုသူပြပေးထားတယ်ပေါ့နော်။အဲ့လိုပြပေးခြင်းအဖြစ်ဒီပုံမှာလည်းပေါ်တယ်။ Instagram Facebook Twitter ဆိုပြီးတော့ဒီလိုပုံစံလေးပေါ်တယ်ပေါ့နော်။ Okay အဲ့တော့ကျွန်တော်ရဲ့ကျွန်တော်ရဲ့ဒီ Mixer ရဲ့ YouTube Channel မှာလည်းထည့်ကြတယ်ဆိုရင်ကျွန်တော် app link ဆိုတာနှိပ်လိုက်ပေါ့နော်။အများဆုံး link ၅ခုထည့်ထည့်လို့ရတယ်။ဒါပေမဲ့သုံးခုထိပဲဒီသူရဲ့ YouTube background မှာပေါ်တယ်။ဒါနဲ့အားရောအောက်မှာအကုန်ပြပေးတယ်ပေါ့နော်။ Okay အဲ့တော့ပရမဆုံးကျွန်တော်ဗားထည့်မယ်လို့ဆိုရင် အဲကျွန်တော် Facebook Facebook page ပေါ့နော် Facebook page လည်းထည့်လို့ရရင်တော့ပြီးတော့မင်းစီကစားလေးရေးခြင်းလေဆိုရင် follow 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 Facebook Facebook ဆိုပြီးတော့မင်းစီထည့်လို့ရရင်တော့ Facebook page link ကိုတော့ copy ပို့ရမယ်ပေါ့နော်ပြန်တော့ကျွန်တော် Facebook ထည့်ဝင်လိုက်မယ် Google page link ကိုမင်းစီ copy ပို့မယ်အဲ့တော့ကျွန်တော် page ကျွန်တော်ဒီ page ကိုကျွန်တော် copy ပို့လိုက်မယ်ပေါ့နော်ဒီ page link ကိုလိုချင်ဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ အမီဘလဆိုပြီးတော့ကျွန်တော်ကျွန်တော် patient ကိုရောက်တာပြီဗလားဒါဝင်လိုက်မယ်ဆိုရင်ကျွန်တော် patient ကိုရောက်တာမှာအဲ့တော့ကျွန်တော်ဒီ page copy ပြလိုက်မယ်ဘာလို့လဲဆိုရင်ကျွန်တော်ဒီမှာ page မှာ user name ပေးထားတာဗောနော် user name ကို mgb bami plus လို့ပေးထားပြတဲ့အတွက်ကျွန်တော်ဒီမှာဒါအဲ့အဲ့ဒါကိုနှိပ်လိုက်တဲ့ခါမှာကျွန်တော်ပြီးတော့တိုက်ရိုက်ရောက်တာမှာအဲ့တော့ကျွန်တော် customization ရဲ့ပါကျွန်တော်ရဲ့ဒီ page ကိုထည့်လိုက်မယ်ဗောနော်နောက်တစ်ခုကကြာမယ်ဆိုတော့နောက်တစ်ခု twitter dwr twitter ဆိုပြီးတော့ message twitter account ရဲ့ link ကိုထည့်ရမှာဗောနော်ဒါမှကျွန်တော်မှမရှိတော့ဘူးမရှိတဲ့အတွက်ကျွန်တော်ဒါကိုကျွန်တော် copy ခုမယ်ခုပြီးတော့ w.data.com ဆိုပြီးတော့ကျောင်းလိုက်မယ်ဗျာ w.data.data.data ဆိုပြီးတော့ကျောင်းလိုက်မယ်ဒါပြီးတော့နောက်တစ်ခုဘာထည့်လို့ရလဲဆိုရင် website တွေဘာထည့်လို့ရတယ်ဗျာဒါပေမဲ့ကျွန်တော်မထည့်တော့ဘူးမထည့်တော့ဖြစ်တဲ့အတွက်ကျွန်တော်ဒီနှစ်ခုပဲထည့်မယ်ဒါပေမဲ့ content info first first link online ပါတော့ကျွန်တော်ရဲ့ဒီ ဘယ်နာမှာဘယ်နဲ့ဘယ်နဲ့ link ကိုပြပြမှာလဲဆိုတော့ကျွန်တော်ဒီမှာရေးလို့ရတယ်ဗျာနော်ကျွန်တော်ဒီမှာဥပမာအနေနဲ့ message ကဒီမှာ link တုံးခုထည့်ထားတယ်ဒါပေမဲ့ကျွန်တော် message ကတစ်ခုတည်းပဲဒီမှာပြချင်လာလားနောက်ခုပြချင်လာလားဆိုတော့ message ရေးလို့ရတယ်အောက်ဘက်မှာရေးလဲဆိုရင်ဒီမှာ primary link ကိုပဲပြချင်တယ်ဆိုရင်ကျွန်တော်ဒီဒီကျွန်တော်ရဲ့ channel background မှာကျွန်တော်ဒီ facebook link ကိုပြပေးမယ်နောက်ပြီးတော့ message ကဒီ primary ဒုတိယကိုပြချင်တယ်ဆိုရင် first link ကိုရေးလိုက်ပါနော်โอเคအဲ့တော့ကျွန်တော် first link ကိုရေးလိုက်မယ်ပြီးတော့ကျွန်တော်အဲ့ဟိုကျွန်တော် page name လိုက်ပါနော်ဒီမှာဒီလို ကိုလေဖုန်းနေမှာ email ပါထည့်ခိုင်းတယ်ဗျာနော် email ထည့်ညမှာ message မထည့်လည်းရရပါနော်အာ message သိထားပါ make sure အခု youtube channel ဖောက်ထားတဲ့တော့ဒီမှာ print ထားတဲ့ကျောင်းရဲ့ဒီ gmail ကိုတော့မထည့်နဲ့ဗျာနော်ဒါကကျောင်းရဲ့ privacy ရမထည့်နဲ့ make sure ရဲ့ဒီ business နဲ့ program မျိုး email ပါရှင်အဲ့ဒါကိုထည့်လိုက်ပါနော်ဘာလို့ကဘာမှမထည့်လည်းဘာမှမဖြစ်ဘူးဗျာနော်တကယ်ဆိုရင်ကျွန်တော် publish နေလိုက်မယ်ဗျာနော် publish လုပ်လိုက်မယ်ကျွန်တော်ပြထားတဲ့ description ပြင်ပြီးပြီးနောက်ရောက်ပစ်ကျောင်းရဲ့ youtube channel နဲ့ပြင်ပြီးပါနော်အဲ့တော့ link နဲ့ထည့်ပြီးအဲ့တော့ကျွန်တော် YouTube channel မှာကျွန်တော် channel ကိုဘယ်လိုဖြစ်သွားလဲဆိုတော့ပြကြည့်မယ်အဲ့တော့ဒီမှာ view channel ကနေတော့ဒီလိုတိုက်ရိုက်သွားလို့လည်းရတယ်ဗောနော် โอเคแล้วဆိုရင်တော့ဒီမှာ follow facebook ဆိုပြီးတော့ facebook icon လေးနဲ့ follow facebook ဆိုပေါ်ရေးနောက်ပြီးတော့ twitter ဒီမှာပေါ်ရေးပေါ့နော်โอเคတကယ်တော့ဒီမှာ follow facebook လို့မရေးဘူးဆိုရင်တော့ဒီမှာ facebook icon လေးပဲပေါ်မှာပေါ့နော်တကယ်တော့ message ကဒီ qr စာလေး follow လုပ်ပါဆိုတဲ့စာလေးပေးကြဖြစ်တယ်နဲ့တော့ဒီမှာ follow facebook ဆိုပြီးတော့တော့စာလေးပေါ်လာပြီပေါ့နော်ဒီအောက်မှာလည်းတော့ about မှာလည်းတော့ပေါ်ရေးပေါ့နော်ကျွန်တော်ရေးခဲ့တဲ့ဒီ qr စာပေါ်ပြီတော့ရဲ့ဒီမှာ link တစ်ခုပေါ်ပြီပေါ့နော်တော့ follow facebook ဆိုရင်တော့ရဲ့ page follow facebook page ကိုတိုက်ရိုက်ရောက်သွားမှာပေါ့နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်ဒီ customization ဘက်မှာကျွန်တော်ပြောခဲ့လဲဆိုရင် ကျော်ဒီမှာ physics info physics info တွေကကျော်ဒီ channel နဲ့ integration အကြောင်းပြောပြပြပြခဲ့ပြီးကျော်ဒီမှာ social media လေးနဲ့ထည့်ရတယ်ပြောခဲ့ပြောခဲ့ပြီးဘာလို့ကျော်ဒီ branding ထဲမှာကျော် logo ထည့်တာပြောခဲ့ပြီးကျော် background ထည့်တာ watermark ထည့်တာပြောခဲ့ပြီးဘာလို့ကျော်လေးယောက်ကတော့ကျော် video တင်ပြီးမှဒါအတော့ဝင်လဲပိုင်းဖြစ်တဲ့အတွက်ကျော်ဒီ video တင်တဲ့တင်ဆက်စာတွေပြီးမှာပဲကျော်ဒီလေးယောက်ပိုင်းကိုကျော်ပြောပြပေးသွားမယ်ဘာလို့ဒီအဲ့ဒါဆိုရင်ကျော်ဒီနေ့တင်ဆက်စာကိုကျော်ဒီလောက်ပဲရလိုက်မယ်ဘာလို့ဘာလို့လဲဆိုရင်တင်ဆက်စာဆင်းနေဖြစ်တဲ့အတွက်အဲကျွန်တော်နောက်တင်ခဲ့တာကြမှာပဲကျွန်တော်ရဲ့ YouTube channel setting နဲ့မှာ message setting နဲ့မှာဘာလို့ချထားရမလဲဆိုတော့ကျွန်တော် message ကိုတစ်ခုချင်းပြပြပေးသွားမယ်